ဆရာမရေဆရာရေကျွန်တော်တို့ကိုဆုတောင်းပေးပါကျွန်မတို့ကိုဆုတောင်းပေးပါဆိုတာထက်ကိုကိုတိုင်းအဲ့ဒီဆုတောင်းခြင်းနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာရလက်ကိုရသွားစေဖို့အတွက်ဖြစ်တယ်။အဲ့တနည်းအားဖြင့်ငားပေးလိုက်တာထက်ငားများတဲ့နှီးကိုတင်ပေးလိုက်ခြင်းကကျွန်မတို့အတွက်ပိုပြီးတော့အကျိုးရှိတယ်။ဟာလေလုယာဆုတောင်းခြင်းဆိုတဲ့အရာကဖရာသခင်နဲ့စကားပြောခြင်းဖြစ်တယ်။ဆုတောင်းခြင်းဆိုတဲ့အရာကတကိုးနဲ့ပြည့်စုံသောအတ္တတာတစ်ခုတည်းကိုရောက်ရှိဖို့ရန်အတွက်ခြေလှမ်းလှမ်းလိုက်တဲ့အရာဖြစ်တယ်။ သို့တော့ကောင်းတဲ့အရာကိုသိတော်လဲဒီလောက်ထိတကိုးကြီးတဲ့အရာဒီလောက်ထိဖရားရဲ့ကောင်းကင်နဲ့နမိတ်နဲ့ဆိုင်တဲ့အရာကိုရမှသိတော်လဲဆုတောင်းခြင်းအရာမှာအားကြီးနေတော့သူတွေကနေပြီးတော့အားနေတဲ့သူကညားနေတယ်အဲ့တော့တချို့သောသူတွေကဆုတောင်းတယ်လို့ပြောတဲ့အခါမှာအလုံးမလုံးချင်းလို့ပြင်းတဲ့သဘောနဲ့ဆုတောင်းတဲ့သူတချို့လည်းရှိတယ်သို့တော့တချို့သောသူတွေကဖရားသခင်ရဲ့ပြည့်စုံခြင်းကိုရဲ့အတ္တထဲမှာရောက်ရှိလာဖို့ရန်အတွက်ဆုတောင်းတဲ့အရာရှိတယ်မတူပါဘူးဥမာဆိုပါစို့ ဒူးစိုက်နဲ့ဆိုင်တဲ့အရာဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့လွဲနေတဲ့အရာဆိုရင်တော့ဘုရားသခင်ကအဖြစ်ပေးမှာမဟုတ်ဘူးတိတ်တိကြတယ်ရှင်းလင်းတယ်ဆရာကြီးတပါး तू အမှုတော်ဆောင်ဖြစ်လာတဲ့အခါမှာ तू တချင်းဆက်တဲ့အရာရှိရဘယ်သူအတွက်ဆက်ပေးတာလဲဆိုတော့ तू ဇနီးတွေအတွက်ဆက်တာဒါပေမဲ့အဲ့ဒီဆက်တဲ့တချင်းထဲမှာကျမကြိုက်တဲ့စာသားလေးရှိတယ် तू ကဘာလဲဆိုတော့အဖြစ်မရတဲ့ဆုတောင်းချက်အတွက်ယေရှုတင်ပါတယ်အဖြစ်မရခဲ့လို့သာကျွန်တော်အခုတန်ဖိုးထားချရတဲ့ဇနီးတွေ ਨੇ ဆုံခွင့်ရခဲ့တယ်အခုကိုတောင်းတောင်းနေတဲ့အဲ့ဒီကောင်မလေးအဲ့ဒီကောင်လေးကျွန်တော်အယံသူနဲ့အိမ်အောင်ပြုချင်တာကိုတော့ကျွန်တော်သူ့ရဲ့နှလုံးသားကိုရချင်တယ်လို့ပြောတဲ့အခါမှာတခါတည်းချို့တော့ဆုတောင်းချက်တွေကအပြေမပေးတဲ့အရာတွေရှိပါတယ်ဟုတ်ပါသလားဘေးနားမှာရှိတဲ့သူကို ပြောပါအပြင်းမရတဲ့အခါမှာဖះကိုစိတ်မပြတ်နဲ့အာမင်အဲ့တော့ဖះကကျမတို့ကိုအ င်းဆုံးပဲပေးခြင်းလို့အခုနဆရာသာ तू ကောင်းတယ်လို့ထင်တဲ့အရာကို तू ရသွားမယ်ဆိုရင်အကောင်းဆုံးဆိုတဲ့သူ့ရဲ့ဇနီးတယ်နဲ့ तू လွဲရမှာဒါကြောင့်မလို့ဒါလေးကိုသတိရစေခြင်း ਨੇ ကောင်းပါတယ်ဆိုတဲ့အရာတွေကအကောင်းဆုံးရဲ့ရန်သူဖြစ်တယ်ကောင်းပါတယ်ဆိုတဲ့အရာတွေကအကောင်းဆုံးရဲ့ရန်သူဖြစ်တယ်အကောင်းဆုံးကိုမရောက်ခင်ကောင်းပါတယ်ဆိုတဲ့အရာတွေကကြားထဲမှာလာလာပြီးတော့ဝင်ရောက်လေရှိတတ်တယ်ဟုတ်ပြီနော် တချို့သောသူတွေကတကယ်စုမတောင်းတတ်တဲ့သူတွေရှိပါတယ်တကယ်ကိုရိုးရိုးသားသားနဲ့ဒီလိုပြောတယ်ကျွန်တော်ကျမကအခုမှပဲနော်ယုံကြည်သူဖြစ်လာတာကျွန်တော်လုံးဝမစုတောင်းတတ်ဘူးကျမလုံးဝစုမတောင်းတတ်ဘူးဆိုရင်တခါတည်းကျမစုတောင်းနည်းကိုသင်ပေးမယ်ပထမဦးဆုံးဖရာသခင်ရဲ့နာမကိုခေါ်ပါခမဲတော်ဖရာသခင်လို့အရင်ပြောပါပြီးရင်သင်ရဲ့အတ္တတဲမှာဝိညာဉ်နဲ့ဆိုင်တဲ့အရာစုတောင်းပါကာယနဲ့ဆိုင်တဲ့အရာလို့လို့ရောက်လာလိမ့်မယ်အာမင်ပြီးယေရှုနာမနဲ့အဆုံးသက်သင်ရဲ့အတ္တတဲမှာ ဖယားသခင်ကတောင်းသမျှကိုဘေးမှာဖြစ်တယ်။အဲ့ဒီသခင်ယေရှုရဲ့အာမခံချက်ပါမခမဲတော်ဖယားသခင်ကတည့်ရဲ့ဆုတောင်းချက်ကိုအပြည့်ပေးတာ။အာမင်။အဲ့တော့တချို့သောသူတွေကအဲ့ဒီသခင်ယေရှုခရစ်တော်ရဲ့နာမတော်ကိုတခါလေတုံးကြတယ်။ယေရှုနာမ၌နဆိုးထွက်စေယေရှုနာမ၌တောင်းတယ်။ဒါပေမဲ့ပြည့်တနာကဘာလဲဆိုတော့နာမကိုသာတုံးတာ။နာမတော်ရဲ့ပိုင်ရှင်နဲ့မရင်းနှီးတဲ့သူတွေအများကြီးရှိတယ်။ နာမတော်ရဲ့ပိုင်ရှင်ရဲ့အလိုကိုမသိတဲ့သူတွေအများကြီးရှိတယ်။နာမတော်ပိုင်ရှင်ရဲ့စိတ်နှလုံးသားကဘလိုမျိုးရှိနေလဲဆိုတဲ့အရာကိုသဘောမပေါက်တဲ့သူတွေအများကြီးရှိတယ်။အာမင်။ဘုရားခင်ဖွင့်ပြပါစေ။ဒါကြောင့်မလို့ခုဒီနေ့မှာဘုရားကဘာပြောနေလဲဆိုတော့ယေရှုနာမသာပါမယ်ဆိုရင်ねအခု तू ကဘာပြောထားလဲဆိုတော့ထာဝရနဲ့ဆိုင်တဲ့ထာဝရအသက်ကိုလည်းသင်ရမယ်။ အပင်ကြီးတွေကကိန်နှုတ်ချင်းဆိုတဲ့အရာကိုသင်ရမယ်။တနည်းအားဖြင့်ဒီလောကမှာရှိနေစဉ်ကတည်းကငြိမ်သက်ခြင်းအပြည့်ဝသင်ခံစားနေရမှာဖြစ်တယ်။ကောင်းကင်နိုင်ငံတော်ရဲ့ပြည့်စုံခြင်းကိုကျမတို့မြေကြီးပေါ်မှာရှိစဉ်ကတည်းကအပြည့်ဝခံစားရမှာဖြစ်တယ်။ဟာလေလုယာ။ထာဝရအသက်ဆိုတာသင်မရတာမဟုတ်ဘူး။ယခုတည်းကရတာ။ဒါဆိုကောင်းကင်နိုင်ငံတော်နဲ့ဆိုင်တဲ့ပြည့်စုံခြင်းကသင်မရမှာမဟုတ်ဘူး။ ကောင်းကင်ကိုရောက်တဲ့အချိန်မှာမျက်ရည်ရှိသမျှကိုတုပ်ပေးမယ်လို့ပြောတဲ့ဘုရားကအခုမြေကြီးပေါ်မှာရှိတဲ့အချိန်မှာလည်းမျက်ရည်ရှိသမျှကိုဘူးတော်ထဲမှာထည့်ပြီးတုပ်ပေးမယ်ဘုရားရှင်ဖြစ်တယ်။ဟာလေလုယာ။အာမင်။